ဝီကာတွေကိုတရုတ်နိုင်ငံစီပြန်ဖို့ခဲ့တဲ့အတွက်ထိုင်းအစိုးရအဖွဲ့ဝင်တွေကိုအမေရိကန်အစိုးရဗီဇာပိတ်ပင်ဝီကာ40ကိုတရုတ်နိုင်ငံစီပြန်ဖို့လိုက်တာကြောင့်လက်ရှိထိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့အရင်အစိုးရအဖွဲ့ဝင်ဟောင်းတွေကို အမေရိကန်အစိုးရကပြည်ဝင်ခွင့်ဗီဇာပိတ်လိုက်တယ်လို့မတ်ဆက်လေးရဲ့ရဲစွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်ထိုင်းအစိုးရကဖေဖော်ဝါရီ28ရက်နေ့ကစက်တနှစ်နီးပါးဖန်ဆီးထားတဲ့ဝီကာတွေထဲမှာ40ကျော်ကိုတရုတ်ကိုပြန်ဖို့ခဲ့ပါတယ် ီလိုဝီကာတွေလွတ်လိုက်တာကြောင့်ထိုင်းနိုင်ငံအတွင်းမှာဘုံဖောက်ခွဲမှုဖြစ်လာနိုင်တယ်ဆိုပြီး2015ခုနှစ်တုန်းကဘန်ကောက်မြို့လေကလေးမျက်နှာဖျားပောက်ကွဲမှုနဲ့ချိန်ဆက်ကအမေရိကန်တန်ယုံကအကြေညာချက်ထုတ်ပါတယ်2015တော့ကဖြစ်ပွားခဲ့တဲ့ဖောက်ခွဲမှုဟာထိုင်းအစိုးရက2014ခုနှစ်တုန်းကသူတို့ဖန်ဆီးထားတဲ့ဝီကာ220ဦးအနည်းတရား9ဦးကိုတရုတ်စီပြန်ဖို့ခဲ့တာကြောင့်လက်တော့ပြန်နံဖြစ်တယ်လို့ထိုင်းရဲကအဲဒီတုန်းကအောက်ချက်ချခဲ့ပါတယ် မိကာရီဟာတရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျန်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသမှာအထူးကနေထိုင်ပြီးတရုတ်အစိုးရဟာအဲ့ဒီလူနည်းစုမျိုးနွယ်တွေအပေါ်လူမျိုးတုံးဖိနှိပ်မှုတွေကျူးလွန်နေကြောင်းဆွဆွဲချက်တွေလည်းရှိနေပါတယ်မိကာရီကတရုတ်လက်ထက်အလိုက်တဲ့လောက်ရဲ့အပေါ်အမေရိကန်အပါဝင်နိုင်ငံတကာကအပြင်းထန်ရှုတ်ချဝေဖန်တာတွေရှိခဲ့ပေမဲ့လည်းထိုင်းအစိုးရကတော့အဲ့ဒီလောက်ရဲ့အပေါ်အသေးအံကောက်ွယ်ခဲ့ပါတယ်ကုလသမဂ္ဂလူအခွင့်အရေးပညာရှင်တွေက ဝီကာတွေဟာတယောက်မှာညှိမဲနှိပ်စက်တာစနစ်တကျဖိနှိပ်တာတွေအပြင်မမြုံမဲနိုင်လောက်တဲ့အန်ဒီတွေပါကြုံတွေ့သွားနိုင်တယ်လို့ပြောပါတယ်ဝီကာမွတ်စလင်တွေကတခြားနိုင်ငံတွေစီလွှဲပြောင်းမပေးဘဲတယောက်စီပြန်လဲပို့ဆောင်ခဲ့တဲ့အဆုံးဖြတ်ချက်ဟာတယောက်ရဲ့အညှိုးထားမှုကိုမခံချင်တာကြောင့်လဲထိုင်းအစိုးရအဖွဲ့ဝင်ဒုတိယဝန်ကြီးတဦးကပြောကြားခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။